a tailor to strangers swagata pradan ရဲ့ဒီ part 1ရဲ့ vocabulary လေးပေါ့နော် vocabulary သင်ခန်းစာပါသူကစထားတဲ့စာကြောင်းလေးကကောင်းတယ် sometimes strangers are not really strangers တကယ်တမ်းတော့တခါတလေကြတော့လေဒဇိန်တန်စာတွေဆိုတာဟာအမြဲတမ်းဒဇိန်တန်စာတွေဟုတ်ချင်မှပုံနေတတ်တာပေါ့ sounds insane နည်းနည်းလေးများဒူဒူဒူဖြစ်တယ်လို့ထင်သွားသလား well here goes the explanation the explanation ဟောဒီမှာရှင်းပြပါမယ်ဒီမှာ insane ဆိုတာဟာ extremely foolish ပေါ့လူညွယူတတော့ပေါ့ and reason even အကျိုးအကြောင်းမစီလျော်တော့ပေါ့ mentally in ပေါ့ဒါယူတာပဲစိတ်ပိုင်းဆိုင်တာလေ widely crazy ကောက်ကြောင်ကြောင်နိုင်တာပေါ့လေဒီမှာ jump into the stormy sea တနောင်မုံတိုင်းထန်နေတဲ့ပင်လေတဲ့ကိုခုံချတာတော့ what's insane နင်းနေယူရကြပါတယ် he was working insane hours to finish the project ဒီမှာ insane hours ဆိုတော့အတန်းအတန်းမာရီယာအတင်းကရောစူးစမ်းတာပေါ့အချိန်လေးကိုစွတ်တရုတ်လောက်တာလေ finish the project project ကိုပြီးဖို့လေသူအချိန်လေးကြာကြီးလောက်တာပေါ့ဘယ်လိုပြော insane hours and she smiled in an insane sort of happiness anybody to believe her luck သူမကန်သူမကိုမယုံကြည်နိုင်တယ်လို့မျိုးဩပြောရွှင်တဲ့ ဲ့လားယူကြောင်ကြောင်ပြောရှင်မှုမျိုးနဲ့ဒီမှာပြုံးလို့ပေါ့ It's insane how much I miss you after just one day ခုမှတရက်ရှိသေးတာမင်းကိုသတိသိရသွားတာတော့ငင်းနေများပြီထင်ပါတယ်နော်ဒါယူတုတ်တယ်ထင်ပါတယ်ပေါ့ insane ပေါ့နော်ကြံဒါလေးကြက်ထိုင်ရပြီ jumping into the stormy sea was insane he was walking insane hours to finish the project he smiled in an insane sort of happiness and never to believe her luck ဒီမှာကံကို မယုံကြည်နိုင်လောက်အောင်ကိုပြောရှင်းတဲ့ယူကြောင်ရပြောရှင်းမှုမျိုးနဲ့ तुम အပြုံးလို့ကံကောင်းလို့ပေါ့ It's insane how much I miss you after just one day တည့်ရရှိသေးတာလေမင်းကိုရမ်းတရိရနေတာတော့နည်းနည်းလေးလွန်သွားပြီထင်ပါတယ်ပေါ့ကျေနိုဝင်ဘာလလည်ကြီးပေါ့မနေ့ကနိုဝင်ဘာလလည်ကြီးပေါ့ Very cold evening in Kolkata Kolkata မှာအလွန်အေးတဲ့ညနေခင်းပေါ့အဲ့ဒီမှာ အိမ်အောင်လည်းမပြုတ်ရသေးတဲ့အသက်20ရွယ်အမျိုးသမီးတရားပေါ့အလုတ်ကန်အဖြစ်ကြောင်းဆရာမပေါ့နော်သူကတဲ့ဒီအလူရှုပ်နေတဲ့ဘက်စကားလူတွေပြည့်ကျက်နေဘက်စကားဘောကိုတက်ဖို့ကြိုးစားနေတာအချိန်နာရီအားလဲဂျုံစင်ချင်းဆိုတော့ပေါ့ that's me အဲ့ဒါဘယ်သူမှတ်လဲအဲ့ဒါကျမပေါ့ဒီရလီ brother ဆိုရဲကျမပေါ့ all the disc go ညာသူကအေးနေမယ်လို့ကျမကတော့အမလီမောပန်းလို့ဟောဟဲလိုက်လို့ပြီးတော့ချွေးတွေလည်းရွှဲလို့ပေါ့ဒါလို့လဲ assign run almost half a mile ုနစ်စကူဂိတ်ကြောင့်ဂိတ်ပေါက်ကနေပြီးတော့မိုင်ဝဲလောက်ကျမဩခတ်တုတ်တုတ်ပြေးလာရတာနောက်လို့မစ္စတာဘက်စ်ဘာလို့လဲဆိုတော့ဟောဒီဘက်စကမိကျင်လို့ဘာလို့လဲဒီဘက်စကကိုပဲလာအေးဒီဘက်စကနဲ့အင်ကိုနေ့စဉ်ပြန်လေးရှိတာကိုကျမကအဲ့ကြဒီဘက်စကမိကျင်လို့ဆိုပြီးတော့ခတ်တုတ်တုတ်ပြေးလာရတာ the profession he is a teacher by profession သူအလုပ်ကံအဖြစ်ကျောင်းဆရာ but the poet art heart ရှင်နေနှလုံးသားတွေကသူက ကြပြเสียပါဗောเนาะကြပြเสียပါဗောအမထွေးရင်တင်ဆိုလဲ तू အဲ့လိုပြောတာပါဗောသူကိုသူလေဆိုတော့ I I am not a songwriter အဲ့ဆို I am a songwriter by preparation ဗော but အပေါ်ဝက် at heart လို့ပြောရမှာဗောတကယ်တော့ तू ကတော့အဲ့လိုပြောတာပါ तू လို့ကွာ तू က songwriter မဟုတ်ပါဘူးတဲ့ तू ကတော့ကြပြเสียလို့ तू ကအဲ့လိုပြောလို့ရှိတာဗော He is a teacher by profession that a poet at heart My father by profession is an engineer ဟုတ်ကဲ့ engineer ဗောအလုပ်ကိုင်အဖြစ် she is the doctor by profession but she paints beautifully in her free time သူမအလုတ်ကတော့ဇာဝင်ဒါပေမဲ့လို့သူမအားလက်ချင်းဆိုရင်ဩပကြီးလန်းလပါပါဆွေးလေးရှိတာ he is a chef by profession profession ရသူက chef ပေါ့စပုံမှု which explains ဒါပြောပြနေတယ်လေ his love for good food ဇာကောင်းတော့ကောင်းဆိုသူကသဘောကျတယ်ဆိုတဲ့သဘောပေါ့ by profession ဒီမှာ she came panning up the panning up the stairs after Randy <laughs> <laughs> ပြေးလာပြီးတော့လေ up the stair လေကလေးပေါ့လေကားလေးပေါ့လေ came panting ဟောလိုက်ဆိုတော့သူကပြေးတက်သွားတယ်ပေါ့ the dog was panting up the chase the ball ဘောလုံးနိုင်နိုင်ဘောလုံးတော့လိုက်ပြီးတော့ခွေးကတော့ရှာတိတိနဲ့မောလို့ပေါ့ဟောဟဲလိုက်လို့ပေါ့ panning with excitement စိတ်လုံးရှာနေမှုနဲ့အတူတူမောပန်းနေပြီးတော့ he opened the long awaited letter စောင့်နေတာကြာပြီးဖြစ်တဲ့စာကိုသူဖွင့်လိုက်တယ်ပေါ့ <laughs> ကျမပုံမောသွားတယ်လားတော့မသိဘူး။ And she's to their panting. No, သူမောကြီးပန်းကြီးနဲ့ရက်လို့ his heart သူနှလုံးသား raise both from fear and love ကြောက်တာကိုချစ်တာဟုတ်နဲ့။အော်ယင်းနေခုံလို့ပေါ့။ဒီမှာ he ဆိုရည်နေမှာ she ကပုံများကောင်းမှာနော်။ She came panting at the stairs after Randy. အဲ့လာပြေးလာပြီးတော့အော်လေကားပေါ်လဲသူမောကြီးပန်းကြီးနဲ့ပြည့်တက်သွားတယ်ပေါ့။ That was Barry after chasing the ball. ဘောလုံးနောက်ကလိုက်ပြေးလာရင်းနဲ့ခွေးရမောလို့ Handy with excitement စေတို့ချမှုနဲ့မောပန်းနေပြီးရှိ open the long awaited letter ကာလာရှေချာစောင့်မြုံနေတဲ့အစာကိုဖြန့်လိုက်တယ် He stood there Handy မောပန်းစွာရက်လို့ His heart racing from both fear and love ကြောက်တာကောချစ်တာကောနဲ့ရင်းနေခုံလို့ပေါ့ And that day အဲ့ဒီနေ့ကလေ for some reason ဘာကြောင့်မှမသိပါဘူး the bed was unusually crowded ဒီဘက်စကားကလည်းလူတွေကိုပြည့်လို့လေပြည့်သိမ့်ညက်လို့ဟောဆိုအဲငါလည်းဟလာလှုပ်ဆရာကလည်းရှိတော့အချိန်မီကိုလေကြောင်းအနေနဲ့စိတ်မလာနိုင်ဘူးအဲဒီတော့ဒီမိုင်ဝဲလောက်ကိုကျမပြည့်လာခဲ့ရတာလေခရိုင်းနေတွေဆိုရင်လေဒီမှာအေးအေးလမ်းရှောက်လို့ကလေးတွေစူညံပေါ်လို့ရညင်းညခုံညပြောကြဆိုကြတာကိုကြည့်လို့ပေါ့ဟောသူတို့အိမ်မြန်ကြီးစိတ်ပြင်းပြနေတာကိုကြည့်ရင်းနဲ့ဟောကျမပြည့်ပြည့်စိစိရှောက်လို့ရှိတာပေါ့ဟလား တို့ရဲ့မိတွေကလည်းအော်နေနေစဉ်ဘွားချောင်းအတင်းပြောဆိုလို့သူတို့ကြိုက်တဲ့ဇာကားတွေကြောင်းပြောလို့ဟင်းပြီးတော့သူတို့မကြိုက်တဲ့မင်းသမီးတွေအကြောင်းလည်းဟောလာအတင်းနေတော့ဘူးညီးခုံလို့ပေါ့ပြောဆိုလို့ပေါ့အဲ့ဒါကိုပဲဝီလိုက်လို့ခေါ် PNBC ပေါ့ကိုလိုကိုမလုပ်ဘူးလို့ပြောရမလားတော့မသိဘူးနော်မစွမ်းတဲ့သူတွေလို့ပြောရမလားမသိဘူးမစွမ်းတဲ့သူတွေကဝေဖန်ကြတယ်ပေါ့လေ Women I tell you ဒီမှန်ပြောရမယ်ဆိုရင်တော့ so predictive မျိုးသမီးတွေဆိုတာဒီတိုင်းပဲလေမကြပါပဲလေ ဟိုသူတို့ပြောနေတာမကြောက်ဘူးဆိုရင်လည်းသူတို့ပြောမှာဒါပဲပေါ့ပေါ့အကြမ်းမြင်နေတယ် chaotic scram scramble ဆိုတော့ aesthetically your confusion စိတ်ရှုပ် disorder ဟို season တွေမကြဖြစ်သွားသူ rest moment ခတ်တုတ်တုတ်လိုရတဲ့အနေအထားပေါ့ but that was a chaotic scramble scramble at the airport when the flight was delayed နေရင်ကို delay လုပ်ပြီးဒီဟာခဏဖြတ်သိမ်းရွှေ့ဆိုင်ဆိုတာကြားတော့ပေါ့ဟောလေငွေနဲ့မှလည်း အကုန်လုံးဘလာအော်စူညံပွဲလို့ရိုက်သွားလို့ပေါ့ the office ယုံကထန်တွေ chaotic scramble minutes before the deadline minute the deadline ဆိုသူတို့တွေအွန်တကူလုတ်ပြီးအောင်လုပ်ရမယ် deadline အချိန်မတိုင်မီမှာ minute နေငယ်တွေမှာအော်အကုန်လုံးလဲတက်သူရိုက်ပြီးလုတ်လို့ခေါင်းမဖုံနိုင်အောင်လုတ်တွေလုတ်နေကြလို့ပေါ့ it was a chaotic scramble of emotions အာယင်းထဲမှာလဲဘလောင်စုလို့ပေါ့ when he saw her again after years နှစ်ပေါင်းများစွာပြီးတော့သူမကိုပြန်တွေ့လိုက်ရတော့ တဲ့ဒီမှာလာ chaotic scramble emotions ဟောစိတ်တွေလည်းရမ်းလှုပ်ရှားလို့ပေါ့ oh. there was a chaotic scramble at the airport when the flight was, flight was delayed the office turned to a chaotic scramble minutes before the deadline ဒီပြီးဆုံးရမယ်အလုပ်ကိုတင်ရမယ်အချိန်မတိုင်မီမိနစ်ပိုင်းလေးတည်းမှာတယုံလုံးလည်းဟောတက်တို့ရအောင်တယုံလုံးလည်းကောင်းအောင်ပေါ်နိုင်အောင်အလုပ်တွေလုပ်နေချလို့ပေါ့ there was a chaotic scramble of emotions when he saw her again after years နေပေါင်းများစွာသူမကိုပြန်တွေ့လိုက်ရတော့လေဈေးထဲမှာလည်းခံစားချက်တွေအများကြီးပြတ်ထန်လာလို့ပေါ့ဒီမှာ indulge indulge က allow once to enjoy some the pleasure တွေပဲနေ့လိုသဘောကျဆိုတော့အကောင်းတစ်ခုခုကိုလေလူလာလာဟိုအတူအလွန်အကျွံစားခွင့်ပြုထားတာပေါ့ she likes to um indulge in chocolate after a long day တကယ်ဒါပြီးတော့ချောကလက်တွေသူအများကြီးစားရတာကြိုက်တယ်ပေါ့သူကသူလူလာရတာသဘောကျတယ် he indulges curiosity by asking too many questions သူကလေသူ့ရဲ့သိခြင်းစိတ်ကိုအလိုလိုက်ထားတယ်ပေါ့ by asking too many questions အော်မိကွန်းနေအများကြီးမေးပြီးတော့ပေါ့ sometimes you should indulge yourself and rest ဒီခါလေးကြရင်တော့လေဟလာကိုကိုကိုဟလာအလိုလိုက်ပြီးတော့အနာလေးပါလေယူမှာပေါ့ဟောဒီလိုပြောတာ indulge ကနော်တခုကိုနှစ်လို့ကြောပေါ့နှစ်လို့သဘောကျတဲ့တခုကိုလိုလိုလားလားစားခွင့်ပေးထားတာ ဟိုနားခွင့်ပေးတာလားလှုပ်ခွင့်ပေးတာပေါ့ indulge ပေါ့လွန်ကျွန်းဆိုတဲ့သဘောတရားလေးလည်းပါပါတယ် she likes to indulge in chocolate after a long day နော်အဲ့ဒါဒီနေ့ကုန်ပေးမှန်းပြီးတော့ chocolate တွေစားရတာကြိုက်တယ် he indulges curiosity by asking too many questions မိကုန်နေအများကြီးမေးပြီးတော့သူမသူ့ရဲ့တိလိုစိတ်ကိုလိုလိုက်တာလို့ပေါ့ sometimes you should indulge yourself and rest ကိုကိုအလိုလိုက်ပြီးအနာလေးပါလေးယူတင်တာပေါ့နော် as an anticipated hmm? တင်ထားသလိုပါပဲ i miss a bad ဗစကလွတ်သွားပါဘူးခွာ irritated စိတ်နှောက်ရဖြစ်သွားပဲစိတ်နှောက်ရတော်တော်လေးဖြစ်လို့ဘာလို့လဲဆိုတော့ဘာလို့ဗစကဆောင်ရယထဆောင်ရဘာကိုမှမဆောင်စားခြင်းဘူးအဲ့တော့မဆောင်စားခြင်းဘူးအဲ့ကြစိတ်နှောက်ရဖြစ်လို့ပေါ့အဲ့ကြအရေးမှာငါလည်းရက်လို့နောက်ဗစကကိုစောင့်နေတဲ့အချိန်မှာပဲမလားမျိုးသားတယောက်တန်ခါငါ့ကို surprised ဖြစ်သွားအာအသင်သွားစေခဲ့တာပေါ့ can you please tell me which bus i should board to reach ဘာရိုက်ဖန်ဘာရဘိုးကိုရောက်ဖို့ရအတွက်သူဘတ်စကားကိုဘယ်ဆက်ဘယ်ဘတ်စကားစီးရမလဲဆိုတော့ he was standing behind me ကနောက်မှာယက်နေတယောက်ကြီးကိုငါလည်းမမြင်နိုင်ဘူးလေယက်နေတာ a handsome man อืมခံရတဲ့ပုံကိုတရား almost my age ကျမနဲ့တက်တူရွယ်တူလောက်ပဲ anticipate ပေါ့နော် we anticipate a wonderful evening တို့တွေဟာနေ့လို့ပဲကောင်းတဲ့ညနေခင်းကိုမျှော်လင့်တော့ပေါ့ she anticipated his arrival with nervous excitement သူရဲ့ အဲ့လားအော် तू ရောက်လာမှုကိုနာပဲအော်စိတ်ကတိကောက်ဖြစ်ဆိုစိတ်လို့ချဆိုတာ तू စောင့်စားလို့ပေါ့ I did anticipate such a beautiful surprise from you မင်းတန်ကနေဒီလို beautiful surprise ကိုငါမမျှော်လင့်ဘူးပဲ The teacher anticipated that ဆရာကမျှော်လင့်ထားတယ် that the students ကျောင်းသားတွေက my struggle with the test ဆံမွေးမှာတော့တော်တော်စူးစမ်းကြရမယ်ထင်တယ်လို့ဆရာတော်မျှော်လင့်ထားပြီးတာပေါ့ anticipate နော် we anticipate a wonderful evening အော်ဝဲကောင်းတဲ့ညနေငယ်တို့တွေမျောလင့်ထားပြီးသားမျောလင့်ထားပါတယ်ပေါ့ she anticipated his arrival သူရောက်လာမှု with nervous excitement စိတ်ကတိကောက်ဖြစ်စွာသူစိတ်လုံရှားစွာသူစောင့်မျောလို့ i did anticipate such a beautiful surprise from from you မိတန်ကလေဒီလိုလှပတယ်အန်အောသက်စရာတစုံတရာဟောကိုအန်အောသက်ဘွယ်ရာတစုံတရာနှစ်လို့သဘောကျစရာကိုမမျောလင့်ခဲ့ဘူးပေါ့ the teacher and the subject ဆရာကတော့မျောလင်းထားပြီးသား that the students might struggle with the test ဆမ်ဝဲအတွက်အော်သူတို့တွေရုန်းကန်ကြရမယ်လို့ဆရာတွေကဆရာကမျောလင်းထားပြီးသား I must say that အဲ့တော့ငါပြောရမှာပဲ in the state of distress ဒီလိုလေးစိတ်လက်မကြည်မသာဖြစ်နေတဲ့အခါမျိုးမှာ together with the irritation of having lost the best ဘယ်စကားမမီလို့စိတ်နှောက်ရှက်ဖြစ်နေတဲ့အနေအထားမှာ the presence of an attractive guy က်ဆောင်မရှိတဲ့ပုံကိုတယောက်ရှိနေခြင်း present ရှိနေခြင်းက give me some relief อืมငါတော့နင်းနေစိတ်သက်သာရာရသွားတယ်လို့ပဲ he was dressed neatly in a white shirt အဖြူအောင်ရှဲအင်းကြီးနဲ့သူကတက်တက်ရရဝတ်ဆင်ထားလို့ blue jeans အပြာရောင်ဂျင်းနဲ့ပေါ့ဒီအကြည်တန်းသူဝတ်ထားလဲငါကြိုက်တဲ့အယောင်တွေဖြစ်နေတယ်ပေါ့ the attire the attire အတိုင်းကဝတ်စုံ i feel ah ငါထင်းတယ်လေ guys look best ထင်း ဒီအမျိုးသားတွေဆိုတာဟာဒီလိုအပြူအောင်ရှိုင်းကြီးအပြောင်ကြီးနဲ့ဆိုလိုက်တယ်လို့ငါထင်တဲ့ရှိုင်းကြီးငါကြိုက်တဲ့ရှိုင်းကြီးအနည်းဆုံးပေါ့ဝှက်ထားလို့တက်တက်ရရပြီးတော့လဲ with the say damn properly saving ကိုလဲတေချာဖီးတင်ထားလို့ he looked standing အော်သူကကြည်စမ်းတကယ်ကိုအော်မင်သက်เสียရပဲပေါ့ the state of distress က emotional pain ပေါ့ anxiety ပေါ့ လာစိတ်ပန်းဆိုင်ရာနာကျင်ခံစားရတာအစိုးရကြောင်းကြတာဒါမှမဟုတ်တကူရုပ်ပိုင်းဆိုင်ရာပင်ပန်းဆင်းရဲနေတဲ့အနေအထားဆို state of distress ပေါ့ the ship sent a state of distress signal after losing power ဒီမောကဒီ power ကုန်သွားတော့အာကုန်သွားတော့ဒီမောလောင်းစားစီကုန်သွားတဲ့အတွက်ကြောင့်မလို့ state of distress ဆိုတော့ဒီကူညီပါအောင်ဆိုတဲ့ signal ကိုပေးလွတ်နေတယ် she was clearly in a state of distress after the argument after the argument ညှင်းခုန်ပြီးတော့ Oh, Dumaga, in a state of distress, Sabia Levyapi in Irapo. See her tears. Dumamia is Arigo Miara. She knew, he knew, to did She was in a state of distress, Dule, Sile Majimitapchilobo. In a state of distress, hello, same lemma Jimitapchinilechima. He forgot to Melo, everything as around him, Tuba Wanjing, Ayarango, Dua Melubo. the ship sent its state of distress signal after losing power အကုန်သွားတဲ့အတွက်ကြောင့်မို့လို့တကူညီပါအောင်ဆိုတဲ့ signal အချက်ပြမှုတွေတင်းမောကပေးလွတ်လို့ she was clearly in a state of distress သူမလည်းစိတ်ပြက်လည်းပြက်ဖြစ်လို့ after the argument ညှင်းကုန်မှုပြီးတော့လေသူမလေးစိုးရင်ကြောင်ကြနာကျင်ပင်ပန်းလို့ပေါ့ seeing her tears သူမရဲ့မျက်ရည်စားတယ်ကိုမြင်ရတာ he knew သူသိတယ် she was in a state of distress သူမလည်းလေ state of distress ဟောစိတ်လက်ပင်ပန်းလို့ in a state of distress သူလေးအဲ့လိုစိတ်လည်းမကြည်မသာဖြစ်နေတဲ့အချိန်မှာ he forgot everything as around him သူ့ဘဝဝင်ခြင်းကသူ အရာရာတိုင်းကိုမေ့လျော့လို့ပေါ့အရာရာတိုင်းကိုဘယ်သူမှဘာမှစောင့်မကြည့်နိုင်မေ့နေတော့လေပေါ့သူဟိုဘယ်ဘက်ကသွားမှာလဲဆိုတော့ i'm going the same way ကျွန်မလည်းဒီလမ်းကိုသွားမှာ you can board the bus i'm waiting for ဒီမှာစောင့်နေတဲ့ဘက်စကားပေါ့ရှင်းလဲအာဘက်စကားပေါ့ရှင်းလဲလိုက်တက်ခဲ့လိုက်ပေါ့ I don't know why ဘာလို့မှမသိဘူး and give such a we are replying အဲ့လိုသူစမ်းနဲ့တုံ့ပြန်ယူပေးလိုက်တာပေါ့ rather than tell him the bus number ဘတ်စကန်နံပါတ်ကိုပြောလို့ရရဲ့အတန်းနဲ့မပြောဘဲနဲ့ဒီမှာဘာလို့သူစမ်းတုံ့ပြန်ပြောလဲမသိဘူးပေါ့ maybe i don't want to lose his family so soon အော်သူနဲ့ဒီမှာအဖို့တယောက်ရှိနေတာကိုဒီမှာလက်မလွတ်ချင်လို့ထင်တာပဲ loneliness အထူးကြမှုဆိုတာ can make you do you share these sometimes i tell you တခါတခါကြရင်တော့ထူးထူးဆန်းဆန်းဒီဒီအထီးကျန်ခြင်းကလုတ်တက်စေတယ်ဒီလားပေါ့ i tell you oh thank you so much อืม jesus ပဲ jesus ပဲ you reply gratefully သူက jesus နဲ့စာကိုပြောတယ် actually တကယ်တော့ i am just one man old in this city သူကဒီမျိုးရောက်တော့ခုမှတက်လာရှိသေးတာရဲတဲ့သူကထပ်ပြောတယ် i have to ask for an explanation อืมဘယ်သူမှလည်းသူ့ကိုဖြေရှင်းချက်မတောင်းပဲနဲ့ But whatever it may be, Temple I like that. He told me to be a I don't know why. I don't know what Oh, so you are not from Kolkata? Kolkata, Mobubono. Well, in that case, hello, so you know, welcome to the city of Joy. I added with a sweet smile. With a sweet smile, you're only in it. You're like that. Welcome to the city of Joy. City of Joy, Nation, Juzo Varebo. actually i was born here တကယ်တော့ကျွန်တော်ဒီမှာမွေးတာ but i left kolkata when i was 8 years old ရှင်နဲ့သားတွေကကာလကတ္တနေခွာခဲ့တာ as my dad parking ကရှစ်ဒစ်တူဟိုင်ဒရာဘတ် on account of his job အလုပ်ကြောင့်မလို့ဟိုင်ဒရာဘတ်ကိုကြောင်းခဲ့ရတာပေါ့ he corrected corrected hastily သူကအလင်းစလိုပဲထပ်ပြင်ပြောလိုက်တယ် and then let me correct myself ဒါဆိုလဲဒီမှာလည်းပြန်ပြင်ပြောပါဦးမယ် welcome back မျိုးကနေပြန် Kolkata မျိုးကနေပြန်ကြိုဆိုပါမယ်။ Yeah, thanks. ကျေးဇူးတင် By the way, I am Abi. လူပြောရင် he is then his hand towards me. နောက်ဘက်ကိုလက်ကမ်းလိုက်တယ်။ I was stand. မမြင်သက်သွားဘူး။ For a few seconds. Second by law. This was my usual reaction whenever I came across the name Abi. Abi ဆိုတဲ့နာမည်ကိုကြားတိုင်းကြုံတိုင်းငါရဲ့ပုံမှန်တုံ့ပြန်ချက်ကအဲ့လိုမြင်သက်သွားတာပဲလေ။ဘာလို့လဲဆိုတော့ we? အဝီးဆိုတဲ့နာမည်ဟာ was very close to my heart Hi, ဟိုင်းရင်းနဲ့လုံးသားတွေကနာမည်ကို and And you he asked quite surprised by my reaction my reaction ကိုသူကအံ့အားသင့်သွားပြန်ပေးတာ ah hi i am Dia. i replied quickly msn ပြန်ပြောလိုက်တယ် and shook his hands ပြီးတော့အာလက်ဆွဲနှုတ်ဆက်လိုက်တယ်ပေါ့ shook his hands i don't know why i hit my full name နာမည်အပြည့်စုံကိုဘာလို့မပြောမိမှာငါမသိဘူးဝတ်ထားမိမှာမသိဘူး maybe because he was a stranger သူကသစိမ်းတင်တာတယောက်ဖြစ်နေလို့နေမှာပေါ့ nice name i had it ဟင်းနာမည်လားနာမည်လေးပဲလို့ထပ်ပြောတယ် i think i should have been it should that should have been my line ဒါတော့ပဲငါတိတယ်မပူတင်ဘူး he went ဟင်းသူကလည်းမျက်လုံးလေးပိကလက်ပိကလက်မဟုတ်ကဲ့မဟုတ်ကဲ့ ਨੇ မိကလက်မိကလက် and he smiled သူကဝီငါတို့လည်းပြုံးငါလည်းပြုံးလို့ပေါ့ he travels frequently on account of his job on account of his job သူအလုပ်ကြောင်းပေါ့မကြမကြခင်ကြီးတော့ she missed this prince wedding သူ့ရဲ့ငွေချင်းရဲ့မင်္ဂလာပွဲကိုသူလွတ်သွားတယ် on account of the job အလုပ်ကြောင့်ပေါ့ they moved to another country on account of the job offer အလုပ်ကမ်းလှမ်းချက်ကြောင့်သူကတခြားနိုင်ငံကိုပြောင်းသွားတယ် I always try. I'm sorry. I'm always tired. မအမြင်ပြန်မနေ on account of the jobs long hours ဒီလိုရဲ့နိုင်ရှိ အလုပ်လုပ်ရတဲ့အတွက်ကြောင့်မအမြင်ပြန်မနေပေါ့ I'm always tired Thank you for your presence. Uh -huh. Vocabulary, the same, no?